อ่ะดูดูเลี้ยวมาล่ะอ่าอ่าเออถ้าตะคายไกรดาမျောตะคายปูแท้อ่ะดิเด้อวะดาดุธุตะเต็งเวบูซ่าดาเนาะดิก่อจนผောက်ซ่ามาอกงน้องวะดาดุธุซ่าดุอกงผောက်ซ่าญาติมาวะดาดุธุตะเต็งเวบูซ่าดาโหตะลงอ่ะกูลิ้นทุกกาจ่ามาพี่โดนเนตะละละละวะล่ะไม่รู้วะดาดุวะดาดุธุซ่าจ่อญาติขอย้ายเลยเอ้าขอย้ายได้อันดาจีอ่ะดาบลาเลยอันดาจีอ่ะ2เต็ง2เต็งซ่าดา3เต็งซ่าดา3เต็งเวบูซ่าไปเลยดุธุ အဲ့တော့တကယ်ငါစားစနေနေဆက်လိုက်သူအကန့်သွားနေအောင်ပဲလေကျွန်တော်လည်းကျွန်တော်ကျွန်မတောက်လျှောက်ကိုကင်မာနဲ့တော့ကိုရိုက်လို့နိုင်တော်မနိုင်ဘူး edit edit ပြလိုက်အာဂျာထဲမှာ pride လာ pride လောက်လိုက်တဲ့ဒီကျွန်တော်တော့အပတ်မလဲဘူးဒါအခုကျွန်တော်အဲလွန်ခဲ့တဲ့2010ဝန်းကျင်လောက်ကခံစားရတဲ့အဲ့ဇက်လေးကိုသူ့ကိုကျွန်တော်ပုံပေါ်ပေးလိုက်တာဒါပဲငါစား ငစားဆိုရဲဇက်ကောင်လေးရဲ့နောက်တကားကကြတော့မင်းသားမလို့မင်းသားမလို့ဘာလို့ဆိုတော့ကျွန်တော်အဲ့လေးရိုက်မှာပါအဲစစ်နိုင်တရားဒီလို့အမှုပြလုံးစောင့်တဲ့ချိန်မှာအာမင်းပုံစံကဘလို့မင်းသားဖြစ်နိုင်မှာလဲကိုင်ကျူးနေအသားမမဲ့ဖိုင်ဘူးနဲ့ဟုတ်တယ်ကျွန်တော်ရက်တဲ့ဇက်ကနေမယ်မင်းသားမလို့ဘူးတဲ့ကျွန်တော်လည်းငွေရအလိုခဲကျွတ်ကျွတ်ကောင်ဆိုတော့အဲ့ဇက်ကကြာပြီကျွန်တော်ကမင်းသားမလို့ဇက်ကဘာလို့ညီရလဲဆိုတော့လူတွေကကိုယ့်ဘက်မှာကိုမင်းသားပဲ သူတွေမှာကိုကလူကြောတွေဘလောက်ပဲရုပ်မားတဲ့ခါရိုက်နေရမစေအင်ရောက်တဲ့ခါကျန်သူမိသားစုမှာသူမိသားပဲအပြင်မှာခိုးဆိုးနိုင်တွေဘလောက်ပဲမဟုတ်တာလုပ်နေပါစေအင်ရောက်သူမိသားစုတွေသူမိသားပဲအဲအဲ့လိုဟာလေးအဲ့ဒီ message လေးပေးခြင်းတယ်ပြီးတော့ကျွန်တော်တို့အပြင်စီးပွားလောက်ကားထဲမှာအဲ့လိုပွဲတစ်ပွဲတည့်ပြီဆိုရင်ကာဘွားသောလောက်ကားပဲအင်လောက်ကားပဲဖြစ်အဲငါတို့ပွဲကားမဲ့ပွဲတည့်ကြီးစကားပြောလို့ရှိတယ်အဲ့တော့အဲ့ဒါအဲ့လိုအဲ့လိုပွဲတွေဥဆောင်တဲ့လို့ဆိုကျွန်တော်တို့ကမိသားလို့ခေါ်တယ်အဲအဲ့လိုပေါ့ ဲ့ဒီအခေါ်အသုံးအနှုန်းလေးတွေပါတယ်နှစ်ကောင်းလုံးမှာပါလာတယ်အဲ့တော့ကျွန်တော်ကသူ့ကိုစနေတရားကိုအသားဖြူမဲ့ကုန်းကျိုးမရှိတော့ဘူးဘိုက်လေးကလည်းမရှိတော့ဘူးဆိုရင်စစ်ပန်းနဲ့ဆိုကျွန်တော်ခေါ်မရဘူးဒီပုံစံကိုကျွန်တော်ရိုက်ချင်တယ်ဒီပုံစံလေးကိုကျွန်တော်အဓိကကျွန်တော်တို့ကလေ tropical တင်းတဲ့စင်အမိုက်ဆောင်ကိုကြည့်မှာမဟုတ်ဘူးအဲ့လိုကြည့်ချင်အဲ့လိုဇက်အဲ့လိုမင်းသားနဲ့ခေါ်ရလို့ရတယ်သူ့ကိုကျွန်တော်ကမင်းသားမဟုတ်ဘူးဒီကဇက်လိုက်ဒါပေမဲ့သူ့ကိုအဓိကအဥစားပါ first leader role တင်တာကိုရိုက်ပေးတယ် ဲ့တော့သူ့မှာအနေချက်တစ်ခုရှိတာကတော့အဲ့လိုပေါ့နော်သူသူအနီးကက် guide လုပ်ပေးမဲ့ driving တိတ်မရှိဘူးကျွန်တော်เนี่ยတစ်ခါတလေမှတွေ့ရတယ်ဆိုတော့ရှူတင်မှာဒီချိန်မှာရောက်တဲ့ခါကျရင်ကျွန်တော်တို့ကဒီဈေးကွက်စီးပွားရေးအခြေအနေကလေစင်းကြောင်ရိုက်နေခါကျတော့တောင်းတယုံ dialogue item လေးမှန်ရအဲကျွန်တော်ကြောက်လို့မဟုတ်ဘူးကိုပိုင်းကင်မရာဆိုတော့မကြိုက်မချင်းတစ်ရက်မပြီးနှစ်ရက်နှစ်ရက်ပြီးသုံးရက်မကြိုက်မချင်းရိုက်နေအဲ့တော့ pressure မရှိဘူးအပြင်မှာလည်း ကျွန်တော်တို့ကကြတော့လေဟိုအများနဲ့တွေ့နေရမလားစာနောက်စာလိုက်နောက်လိုက်စူလိုက်ဆဲလိုက်အပြင်မှာအိမ်မှာတခုခုမင်းမတော့ဟာငါအဲ့လိုအများနဲ့ဟိုစူဆဲပြောနေစာနောက်ရဆိုလေရှူတင်မှာမလို့ဆဲတဲ့စိတ်ဆွဲသူတွေမဟုတ်ဘူးသူ့မှာ pressure မရှိဘူးကျွန်တော်ကျွန်တော်နဲ့ရတဲ့ခါကျရင်အဲ့ pressure မရှိခါကျတော့သူ့ဆောင်တယောက်ကလုံးလုံးခါကျရင် AC ဖြောင်းပြီးလုံးလုံးရတယ်အဲ့သူခုသူ့မှာတချို့အားနေချက်ရှိတယ်မှာညလုံးကဏ္ဍမငြိမ်ရတော့ခဏခုကဏ္ဍမညာရှိတယ်အဲ့ကဏ္ဍမငြိမ်တဲ့ဟာပဲရိုက်ပါလိမ်မဲ့ကောင်ကဏ္ဍမငြိမ်ရှိတယ်တချို့ကလည်းစိတ်မနဲ့ကဏ္ဍမငြိမ်ညလုံးဟိုကြည့်ကြည့်အဲ့လိုအဲ့လို ီကန်တောင်းမျက်လုံးနဲ့လေအဲအဲ့ဒါကြောင့်တော့ជីကန်တောင်းမျက်လုံးဆိုတာဒါမျိုးလေးအဲကြောင့်ဒါမျိုးဒါမျိုးလေးနဲ့တောင်းကြီးမြောက်ကြီးပေါ့ပြောချင်တာတော့အဲဒါလိုဒုလေးအောင်မရလားအဲအဲလိုတစ်ခါတစ်ခါ character မျိုးတစ်ခါပို့ထည့်ရတာဒီတော့ဘယ်လိုလဲတော့အဲ့ကားတော့ကျွန်တော်ဘာမှ feeling မတည်တာပေါ့အခုချိန်မှာတော့ငစားကိုလုံးဝ character ပြီးပြင်အောင်ကျွန်တော်ပို့ထည့်ထားပါတယ်အဲ့မင်းသားအခုချိန်မှာစစ်နိုင်စီအောင်မဟုတ်တော့ပေါ့အခုဥမာတို့ interview နေရာစီငစားပါငစား ကျွန်တော်အဲ့လောက်ထိကိုယူထားပါတယ်အဲ့တော့မင်းသားမလူစားတော့ကျွန်တော်ရရသမျှတော့ကျွန်တော်အကုန်လုံးဖောက်စားမှာပါဇက်ကောင်တွေကိုဝတာဒုတ်ထို့တသိန်းပဲဘူးစားတာတော့ဒီကောကျွန်တော်ဖောက်စားမှာအကုန်လုံးဝတာဒုတ်ထို့စားတယ်လို့အကုန်ဖောက်စားမြန်မာပါဝတာဒုတ်ထို့တသိန်းပဲဘူးစားတာဟိုတော့လောကောင်လင်းထုတ်ကကြာပါပြီဒုံးနဲ့တလားနားလောက်ရတာမသိဘူးဝတာဒုတ်ဝတာဒုတ်ထို့စားရင်ကြော်ညာခေါ်ရိုက်တယ်အဲ့မှာခေါ်ရိုက်တဲ့အတားကြီးရတာဘယ်လောက်လဲအတားကြီးက2သိန်း2သိန်းစားတာတသိန်းပဲဘူးစားတာတသိန်းပဲဘူးစားပလိုက်ပါတယ်ဒုတ်ထို့အဲ့တော့တကယ်ငါစားအဲ့တော့လောကျကျွန်တော်မင်းသားမလို့ဘူးဇက်ကကြတော့ နောက်မှရိုက်မယ်ဆိုတော့လောဆယ်ငါးဆောက်တော့ feeling အပြစ်ထဲတာဟိုကောင်ကျတော့ net drama စတဲ့တာဖားဆက်အဲလိုအဲတော့အဲ့ကောင်ကြီးကတော့ feeling မထဲတော့ရိုက်ခွင့်မရတော့မှချက်ချင်းမှုမွေးပြီးချက်ချင်းကိုမရမချင်းမကြိုက်မချင်းပြန်ရိုက်ပြီးတော့မွေးယူပါမယ်ကျွန်တော်တို့စနိုက်တရား play ခါတဲ့ဟာတွေပါမယ်အဲပေါက်ကွရတဲ့ပါမယ် fighting တွေပါမယ်သူ့အဲကျွန်တော်ကြော်ပြောမယ်ဆိုရင်တော့မားမလို့ဇက်မာကအရန်အားငယ်တဲ့တဲ့ဖီမရှိတဲ့အဖီကိုလိုက်ရှာတဲ့ character လေးယွာမနေခင်ရောက်ကမနေခင်ရအဲ့ဒီ character နေပြီးတော့ နောက်ပိုင်းသူ fighter ဖြစ်လာတဲ့အချိန်မှာအဖေနဲ့ပြန်တွေ့ရအဲ့လိုကောင်းလို့ဆက်ကောင်းကျွန်တော်တော့သူ့ကိုခေါ်မွေးစားလိုက်တဲ့ဟိုသာပေါ့ gain size ပေါ့အဲအဲ့လိုဇက်ကြောပြရင်ပေါ်ရမှာဆိုလို့อืมကျွန်တော်တို့က rider တွေပေါ်ပဲမူတည်တာပါ rider ရဲ့ train လုပ်တဲ့အတိုင်းကျွန်တော်တို့ကတရုတ်ဆောင်ဆိုတာလိုက်ပြီးတော့တရုတ်ဆောင်အဲ့တော့ဒါကျွန်တော်တို့ train လုပ်တဲ့ rider ပဲမူတည်ပါအခု train နိုင်ရင်ကျွန်တော်အကောင်းဆုံးတရုတ်ဆောင်ကြက်တွေထွက်ပါပါဒါအခုပေါ်ပဲမူတည်ပါတယ်ကျွန်တော်သူ့ရိုက်ဖူးတယ်လေမရမချင်းရိုက်တာဒီချိန်မှာရတော့တယ် ရတဲ့အထိရိုက်တာမကြိုက်သေးဘူးမကြိုက်ဘူးကြိုက်နောက်တစ်ခါရိုက်ရလို့ရိုက်မကြိုက်ဘူးမကြိုက်မချင်းရိုက်တာအဲ့တော့ကျွန်တော်တို့ကလည်းအဲ့လိုသူ့ကိုထွေးတဲ့ခါကျရင်အဲနည်းနည်းပြင်မမှန်ဆိုပေမဲ့ဒါကသူ့ကောင်သူ့ဖြစ်သူ့ဖြစ်သွားလို့အတွက်ပဲလေဟုတ်လားသူ့ဖြစ်သွားလို့သူ့ဘွားလေးဒီနေ့ပို့တော့အဆင်ပြေသွားရင်အဲတော်လုတ်ပြရကျူနဲ့လေဆက်နေလေဆက်နေသူအကန့်သွားနေတာပဲလေကျွန်တော်လည်းကျွန်တော်ကျော်ဒီမှာတောက်လျှောက်ကိုယ်ကင်မရာနဲ့တော့ကိုယ်ရိုက်လို့ဟိုနိုင်တော်မနိုင်ဟို edit edit ပြလိုက် အာဂျာတိုင်းမှာပရိုက်တာလာပရိုက်တာလုံးလိုက်တဲ့ဒီကျွန်တော်တော့အပတ်မလဲဘူးဒါအခုကျွန်တော်အဲလွန်ခဲ့တဲ့2010ဝန်းကျင်လောက်ကခံစားရတဲ့အိတ်ဇက်လေးကိုအဲသူ့ကိုကျွန်တော်ပုံပေါ်ပေးလိုက်တာဒါပဲအခုကျွန်တော်တို့ရိုက်မဲ့ကားလေးတွေထွက်လာရင်အမီဒီ channel ရပြမယ်ဆိုရလည်းမသိရသေးပါဘူးကျွန်တော်တို့ဘယ် channel ရပြပြပါထွက်လာခဲ့အားပေးကြပါအောင်ကျွန်တော်အကိုရောနောက်မှပါတဲ့ကျွန်တော်အကိုတွေအမတွေတရုပ်ဆောင်တွေကိုနောက်ကျွန်တော်အကိုရဲ့ writer ရိုက်ချက်တွေကိုအကုန်လုံးအားပေးပြီးဝန်ရံကြပါကောင်းတာရှိရင်လည်း ချီကျူးကြပါမကောင်းတဲ့ချင်းရင်လည်းဝေဖန်အကြံပြုထောက်ပြကြပါလို့ပြောချင်ပါတယ်ခင်ဗျာဟုတ်ဟုတ်ကဲ့ကျွန်တော်တော့အဓိကဟိုပါဗောဒီဒီလေးဒီကလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကလေဒါအားလုံးလောကကြီးမှာဒါဆက်နိုင်တရားဦးပဲကျွန်တော်ဥပမာပြီးပြောတာပါကိုပုံမှန်ချင်းမှာအဲ့လိုလုံလုံနိုင်ကန်တန်တဲ့သူလုတ်ချင်းစိတ်ရှိတဲ့သူတွေကိုလေအပြစ်ပြောမဲ့စားဒီကနေစူဒီပေးလိုက်အရန်ဘယ်လိုခေါမလဲဂျင်မချင်းကြီးတွေကလွယ်လွယ်လေးပဲဟောတော့မလားအဲ့တော့ကျွန်တော်တို့ကလေဟုတ် လောက်အိမ်မှာမဖြစ်နိုင်တာမရှိဘူးဖြစ်သေးတာပဲရှိတယ်တကယ်ဖြစ်ချင်တကယ်လို့ပေါ့နော်အဲဟုတ်ဖြစ်ရမယ်ဒါပဲအဲကျွန်တော်တို့ကသူ့ကိုမြင်ရမှာကအခုငစားဒီကောင်ဘယ်လိုစားမလဲဆိုတာဟာကောတော့တော်တော်စားတယ်